ဝေပြူရချံခန်းကြီးတက်သာဝရဖျားသည်ပြိသက်စည်းဝေးရတဲတော်တဲကအတန်ကိုလွင့်လျက်မောရှိကူခေါ်တော်မူ၍တင်းသည်ဣတိလေလမျိုးသားတို့ကိုဆင့်ဆိုရမည်မှာတင်းတို့တွင်တစုံတစ်ယောက်တော်သူသည်သာဝရဖျားအားပူဇော်တကားကိုပြုလိုလင်းရင်သောတရိစ္ဆန်တီးဟုသော နွားတို့စိတ်ကိုဆောင်းခဲ့၍ဆက်ရမည်နွားကိုမိရှို့ရရစ်ပြုလိုလင်းအပြစ်မပါသောအထီးကိုဆောင်းခဲ့၍ ဒါဝရဖျားစစ်တော်နဲ့တွေ့ချင်းကပရိသတ်စည်းဝေးရာတဲတော်တကားနာမှာဆက်ရမည်ပူဇော်သောနွားဤကောင်းပေါ်မှာမိမိလက်ကိုတင်ရသဖြင့်သူဤအဖြစ်ကိုဖြေမိအကြောင်းလက်ခံတော်မူမည်ဒါဝရဖျားရှေတော်၌ထိုနွားကိုတတ်ပြီးလင်အာရုံဤသားယေပရောဟိတ်တော်သည်အသွေးကိုယူ၍ပရိသတ်စည်းဝေးရာတဲတော်တကားနာယစ်ပလင်အပေါ်၌ပတ်လည်ဖြန့်ရမည် ပူဇော်သောသူသည်ထိုအကောင်၏အရေးကိုချွတ်၍အပိုင်ပိုင်ဖျက်ရမည်။အာရုံ၏သားယေပရောဟိတ်တို့သည်ယေပလင်ပေါ်မှ မီးကိုထည့်၍မီးပေါ်မှ ထင်းကိုခင်းပြီးမှထင်းပေါ်မှခေါင်းစီဥ်သားတွေများကိုတင်ရမည်။ခြေထောက်နှင့်အူစရှိတို့ကို ရေနှင့်အရင်ဆေးရမည်။ယေပရောဟိတ်သည်ထိုယေတကောင်လုံးကိုယေပလင်ပေါ်မှမီးရှို့ရမည်။မီးရှို့ရယေဖြစ်သည်။သာဝရဖျားအားမီးဖြစ်ဆက်ကပ်၍ မွေးကြိမ်သောပူဇော်တကားဖြစ်တည်းသူစိတ်ကိုမိရှို့ရရစ်ပြုတ်လိုလင်းအပြစ်မပါသောအထီးကိုဆောင်ခဲ၍ဒါဝရဖျားရှေ့တော်၌ရစ်ပလင်မြောက်ဖက်နာမှာတတ်ပြီလင်းအာရုံဤတာရစ်ပရောဟိတ်တို့သည်အသွေးကိုရစ်ပလင်ပေါ်၌ပတ်လဲဖျန်းရမည်ပူဇော်သောသူသည်အပိုင်းပိုင်းဖြတ်၍ကောင်းနှင့်စီဥ်ကိုဆုထားပြီလင်းရစ်ပရောဟိတ်သည် ရစ်ပလင်ပေါ်၌ရှိသောထင်းမီပေါ်မှာခင်းရမည် ခြေထောက်နဲ့အူအဆရှိတို့ကိုရေနှင့်ရင်ဆေးရမည်။ယေပရောဟိတ်သည်ဒီကောင်လုံးကိုစောင်းခဲ၍ယေပလင်ပေါ်မှမီးရှို့ရမည်။မီးရှို့သောယေဖြစ်တည်းဒါဝရဖျားအားမီးဖြစ်ဆက်ကပ်၍မွေးကြိုင်သော ပူဇော်တကားဖြစ်တည်းဒါဝရဖျားအားငှက်ကိုမီးရှို့ရရစ်ပြုလိုလင်းခိုးဖြစ်စေဂျိုးကလေးဖြစ်စေစောင်းခဲ၍ဆက်ရမည်။ယေပရောဟိတ်သည်ယေပလင်တို့စောင်းခဲ၍ကောင်းကိုလိန်ဖြတ်ပြီးလင်း ရစ်ပလင်ပေါ်မှာမီးရှို့ရမည်အသွေးကိုရစ်ပလင်နားမှာညှဲရမည်ဇလုံးမှဆ ảy ၍ဇလုံး၌ရှိသောအရာကိုချွတ်ပြီးလင်ပြာစုထားရရက်ရစ်ပလင်အရှိတ်ဘက်နား၌ပစ်ထားရမည်အတောင်ပါလျက်ငတ်ကောင်းကိုခွဲဖွင်၍ရစ်ပရောဟိတ်ဒီရစ်ပလင်ပေါ်၌ရှိသောထင်းမီးအပေါ်မှာမီးရှို့ရမည်မီးရှို့သောရစ်ဖြစ်သည်ဒါဝရဖျားအားမီးဖြစ်ဆက်ကပ်၍မွေးကြိမ်သော ပူဇော်တကာဖြစ်သည်